ပီရူးယာယီသမရကဆန္ဒပြမှုတွေကိုထိန်းချုပ်ဖို့စစ်တပ်ကိုတာဝန်ပေးလိုက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ရာဇဝမှုတွေနဲ့အာဂရီလိုက်စားမှုတွေမြင့်တက်လာတာကြောင့်ဖြစ်ပွားနေတဲ့ဆန္ဒပြမှုတွေကိုထိန်းချုပ်ဖို့အတွက်ပီရူးယာယီသမရဂျို့စ်ဂျာရီဟာရေးပေါ်အခြေအနေကြီးညာခဲ့ပြီးစစ်တပ်ကိုလုံခြုံရေးနဲ့ဆိုင်တဲ့တာဝန်တွေလွှဲပြောင်းပေးအပ်လိုက်ပါပြီ။ပြီးခဲ့တဲ့လပိုင်းကစပြီးစတင်ခဲ့တဲ့ Generation Z လို့ခေါ်တဲ့လူတွေဆန္ဒပြမှုတွေကိုလူငယ်နဲ့လူလက်ပိုင်းတွေကဦးဆောင်ခဲ့ကြတာပါ။ မြို့တော်လီမာအပါဝင်တနိုင်ငံလုံးကမြို့ကြီးတွေမှာဆန္ဒပြမှုတွေကအရှိန်အဟုန်နဲ့မြင့်တက်လာခဲ့တာကြောင့်အစိုးရဘက်ကပြုတ်ခွင်းမှုတွေလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာတင်းမာမှုတွေကအစိုးဆုံးအနေအထားကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။လုံခြုံရေးတာဝန်ယူထားသူတွေနဲ့ဆန္ဒပြသူတွေကြားမှာအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့်မလို့တဦးသေးဆုံးပြီးဒဏ်ရာရရှိသူများနဲ့ချီပြီးရှိခဲ့ပါတယ်။ညမထွက်ရအမိတ်မှာထုတ်ပြန်ပြီးစစ်တပ်ရဲ့အားနဲ့ဆန္ဒပြမှုတွေကိုထိန်းချုပ်ဖို့အတွက်ပြည်သူ့သမ္မတကဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်ခင်ဗျာ။